မြန်မာနိုင်ငံကပထမဆုံးအာရှန်အဖြစ်နဲ့တာဝန်ယူခြင်းပါတယ်25ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေနိုဘမာ73ရက်နေ့မှာပြီးဆုံးသွားပြီမို့2015အာဆီယံဥက္ကဋ္ဌတာဝန်ကို မလေးရှားဝန်ကြီးချုပ်နာဂျီယာဇက်စီမြန်မာသမ္မတကလွှဲပြောင်းပေးလိုက်ပါတယ်2015အာဆီယံဟာဘလို့စိန်ခေါ်မှုတွေကြုံတွေ့ရမှာလဲအာဆီယံစီးပွားရေးအတိုင်ဝန်ကို2015ဒီဇင်ဘာမှာအပိတ်သက်ထူထောင်နိုင်မို့ ဒေတာရင်းနိုင်ငံတွေနဲ့ပူးပေါင်းအရှိန်မြှင့်လှုပ်ဆောင်သွားမယ်လို့အာဆီယံဥက္ကဋ္ဌရာထူးတောင်ဝင်လွှဲပြောင်းယူတဲ့အခမ်းအနားမှာမလေးရှားဝန်ကြီးချုပ်ကပြောဆိုခဲ့ပါတယ်။အာဆီယံအတိုက်ဝန်းဟာမှတ်တိုင်တစ်ခုဖြစ်တာမို့ဒီအကျိုးကျေးဇူးတွေကိုအာဆီယံပြည်သူတွေခံစားရမှာဖြစ်တယ်လို့စိန်ခေါ်မှုအစ်စ်တွေကိုကြော်လွှားဖို့ပြင်ဆင်ထားဖို့လဲလိုတယ်လို့ဆိုပါတယ်။ Malaysia will assume the chairmanship of ASEAN next year at a historic time. In 2015 ASEAN's new era begins. As we establish the ASEAN community, the culmination of five decades of regional building. Our main priority in 2015 will be to work towards the completion of the roadmap for an ASEAN community Malaysia plans to drive ASEAN towards several goals in the year ahead. We are conscious that the formation of a community will happen on our watch, and we will work tirelessly towards that ambition. မြန်မာနိုင်ငံအာရှန်ဖြစ်တာဝန်ယူကျင်းပတဲ့အစည်းအဝေးတွေမှာအာဆီယံနဲ့တရုတ်နိုင်ငံကြားတောင်တရုတ်ပင်လယ်ရေပိုင်နဲ့ဆိုင်ရာအငင်းပွားမှုဖြစ်ရှင်ရေး <laughs> လုံထုံးလုံနည်းတွေအကောင့်ထဲပေါ်ဖို့နဲ့ဒီလုံထုံးလုံနည်းတွေမြင်မြန်ဆန်ဆန်ထွက်ပေါ်လာအောင်လှုပ်ဆောင်ဖို့တိုက်တွန်းခဲ့တယ်လို့လာမယ့်2015ဟာအာဆီယံတရုတ်ပင်လယ်ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှစ်အဖြစ်လည်းသတ်မှတ်ခဲ့ပါတယ်။အာဆီယံအဖွဲ့ဝင်ဖြစ်လာပြီး18နှစ်အကြာမှာအာဆီယံဥက္ကဋ္ဌတာဝန်ယူခွင့်ရတာဟာကြီးမားတဲ့အခွင့်အလမ်းဖြစ်ပြီးမလေးရှားနိုင်ငံဥက္ကဋ္ဌတာဝန်ယူချိန်2015မှာအာဆီယံအတိုင်ဝန်းရဲ့မျှော်မှန်းချက်ကိုချမှတ်နိုင်ပြီးသမိုင်းမှတ်တိုင်စိုက်ထူနိုင်မှာဖြစ်တယ်လို့ မြန်မာသမရဦးသိန်းစိန်ကပြောပါတယ်။တောင်ကျုပ်ပင်လယ်ပြင်မှာနိုင်ငံဆောင်ရွက်ကိစ္စများနဲ့ပတ်သက်တဲ့အာဆီယံတရုတ်တောင်ကျုပ်ပင်လယ်ဆိုင်ရာလုံခြုံရေးကြီးညာချက် DOC အပြည့်အဝဖော်တယ်ပေါ်ရေးတောင်ကျုပ်ပင်လယ်ပြင်လုံခြုံရေး COC စောင့်နေစွာဖြည့်ရုံအချို့တော့ဆက်လက်ဆောင်ရွက်ကြဖို့ထောက်လောင်းကလေးကိုပြုကြပြီး2015ခုနှစ်မှာအာဆီယံတရုတ် ကယ်ရေရောက်ဆိုင်ကပူပေါင်းဆောင်ရည်နှစ်အဖြစ်အမှန်ရေကျင်ညာချက်ချက်ကိုလည်းပြုစုခဲ့ကြပါတယ်။ဒါဖြင့်အာဆီယံတရုတ်လွတ်လပ်တဲ့ကုန်သွယ်မှုသဘောတူညီချက်အဆင့်ပြည့်တင်နိုင်ရေးနဲ့အခြေခံအဆောက်အဦဆိုင်ရာရင်းနှီးမြှုပ်နှံမှုဘဏ်ချုပ်ထောင်နိုင်ရေးကိစ္စတွေကိုဆက်လက်ဆောင်ရွက်သွားရေးလို့ဆွေးနွေးခဲ့ကြပါတယ်။နိုဝင်ဘာလ13ရက်နေ့မှာအမေရိကန်သမ္မတဥပမာနဲ့တွေ့ဆုံပြီးအာဆီယံအမေရိကန်ဆွေးနွေးပွဲ 十三月半我看到这上万大家伙，哪怕给一个我，他让破片人家下来。